အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခီးတော်လိုက်ဝန်ကြီးဌာနကချင်းပြည်နယ်အစိုးရဖွဲ့တို့ပူးပေါင်းညှိနှိုင်းကြည့်ကြမှုဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအတင်ကချင်းစုံ၏ကိုကြီးပံ့ပိုးမှုတို့ဖြင့်ဟိုတယ်နှင့်တဲခိုရေးသားများမှတာဝန်ထမ်းဆောင်နေကြတဲ့လုံခြုံရေးဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ကိုပုံပုံမြင့်တင်ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်တဲ့ မြမရိုးရတိုင်းတင်တန်းဖွင့်ပွဲခန္ဓာကိုဒီကနေ့မနက်ပိုင်းမှာမြစ်ချင်းသားမြို့ Pan Spring Resort မှာကျင်းပပြုလုပ်ရာအားကစားနယ်လူငယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကျန်ဖန်းတော်တောင်ကရင်းနှီးမြမရိုးရတင်တန်းဖွင့်ပွဲဟာတာမန်တင်တန်းဖွင့်ပွဲခန္ဓာမဟုတ်ပဲမြမရေချင်းမှုအမွေနှစ်ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခြင်းလုံခြုံရေးနဲ့စီကံတည်ဝတ်မှုကိုပုံမတော်မြင်စေခြင်း နိုင်ငံရဲ့ကုန်သိက္ခာကိုမြင့်တင်နိုင်ခြင်းအစရှိတဲ့အကျိုးကျေးဇူးများလာတဲ့တင်ဒန်းဖြစ်ပါကြောင်းဒီတင်ဒန်းကတစ်ဆင့်မြန်မာတို့ရဲ့ကြံ့ခံတိုင်ဆွမ်းမှုရဲစွမ်းတက်တီနဲ့ရိုးရာရင်ကျင်းမှုနဲ့ဆိုင်စွာအမြင့်တွေပတ်သက်နေတယ်ဆိုတာကိုပြန်လည်အမှတ်ရစေမှာလည်းဖြစ်ပါကြောင်းဟိုတယ်နဲ့ခီးသွွားကန်တာအနေနဲ့ဝန်ဆောင်မှုအဆင့်အတန်းအဆင့်မြင့်အထုံးဆောင်များ ေါ်ရွေပြူငါမှုတို့အပြင်စွမ်းဆောင်ရည်မြမားတဲ့လုံခြုံရေးအစီအမံများကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်အနေနဲ့သတ်မှတ်ထားရမှာဖြစ်ပါကြောင်းမြမားရွေရတိုင်းတင်တန်းကိုတက်ရောက်ကြမယ်လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ကိုကဏ္ဍကြံ့ခိုင်တန်ဆွမ်းမှုအပြင်အသင့်ဖြစ်မှုမိမိကိုယ်ကိုယုံကြည်စိတ်ချမှုစိတ်ရှည်တည်ကံမှုပန်ကန်နဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်မှုအစားရှိတဲ့အကျိုးကျေးဇူးတွေရရှိလာမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်ဆလပီကချင်ပြည်နယ် မြမတိုင်းဆက်ကော်မတီမှတိုင်းကစားကွက်များကိုတရုတ်ပြသခဲ့ပြီးပြည်ထောင်စုဝန်ကြီးကနေပြဆရာများကိုအမတ်တရလက်ဆောင်များပေးအပ်ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးတီကချင်ပြည်နယ်အာကစားနယ်ကရယာပညာဦးစီးဌာနရုံးမှကချင်ပြည်နယ်အာကစားနယ်ကရယာပညာဦးစီးဌာနမှဝန်ထမ်းများဟိုတယ်နဲ့ကြီးသောညွှန်ကြားမှုဦးစီးဌာနမှဝန်ထမ်းများနဲ့တွေ့ဆုံပြီးနိုင်ငံတော်ကချမှတ်ထားတဲ့မူဝါဒလုပ်ငန်းစဉ် စီမံစည်းကမ်းများနဲ့အညီဌာနရဲ့လုပ်ငန်းတာဝန်များကို ကြာရအကန့်ကဏ္ဍမှာတန်ကြီးလက်ညီဆက်လက်ကြိုးပမ်းအကောင့်တွေပေါ်ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။